ဒီအမျိုးသမီးတွေပေါ့နော်အဲ့ဒီအချိန်မှာလည်းတန်းတွင်းနေအမျိုးသမီးတွေစကားတွေစုပြီးတော့ပြောတဲ့အချိန်ကျတော့သူတို့ကလည်းပေးစင်နေမယ့်ကသူတို့က NLD ပဲပေးစင်တာပေါ့နော်အဲ့ဒါတွေတွေးကြရတယ်တချို့ကြလည်းကြက်ခိုင်ကိုပေးစင်တာလည်းရှိရပေါ့နော်သူတို့ကအဲ့လိုအဲ့လိုမျိုးတွေးကြရတာပေါ့နော်ဒါပေမဲ့အများဆုံးကတော့ NLD ကိုမဲပေးစင်တယ်လို့များခဲ့တယ်ညီမရာစီရီယန်တသားစုံမျိုးရဲ့စနီမနေဝင်ဖြစ်ပါတယ် ညီမဒီ2015မှာညီမရဲ့အသက်ကငယ်သေးရပေါ့နော်ငယ်သေးရအတွက်ကြောင့်ညီမမဲပေးဖို့မဲမပေးခဲ့ရဘူးပေါ့မဲမပေးခဲ့ရဘူးဒါပေမဲ့ညီမတို့ရင်းနှီးမှာတော့ညီမပေးခြင်းနဲ့ဟိုမဲတွေပါရှိအဲ့ဒီအချိန်မှာကျတော့ဒီ2020မှာကျတော့ညီမတို့ဒီမဲစပေးရတာပေါ့နော်စပေးရတဲ့အချိန်မှာဟိုအဲ့ဒီအချိန်မှာကျညီမအမျိုးသားတဲ့ညီမတက်ထဲမှာရောက်နေပြီပေါ့နော်တက်ထဲမှာရောက်နေပြီအဲ့ဒီအချိန်မှာမဲပေးရတဲ့အချိန်မှာညီမဟိုကိုဝင်းင်းနဲ့ပေါ့နော် ဒီဒီစစ်တက်ကသူတို့မဲပေးပုံပေးနေတွေလည်းပြရတယ်ပေါ့နော်ဟိုပေးပုံပေးနေတွေလည်းပြရတယ်သူတို့မဲတွေပါထဲခိုင်းနေပေါ့အဲ့အချိန်မှာတကယ်ဒီအစ်စ်မဲထဲရမဲဆိုလဲဆိုတော့အဲ့အချိန်မှာညီမရဲ့အမျိုးသားပြောရပေါ့နော်နင်းယုံကြည်အောင်ပဲမဲပေးလဲဆိုတော့အဲ့နဲ့နောက်နေ့ညီမတို့ဒီမဲအစ်စ်ထဲတဲ့အချိန်လည်းကြားလဲကြားအောင်ညီမကိုဝင်းနေပေါ့နော်အဲ့အချိန်မှာလူတွေလည်းတန်းစီပြီးတော့အကြာကြီးစောင့်ပြီးတော့ဒီမဲပေးရတာပေါ့မဲပေးရတဲ့အချိန်မှာအဲ့အချိန်မှာညီမယုံကြည်ရဲ့ဒီညီမ ဒီတစ်ခါပဲမေးပေးရတာဆိုတော့ဒီဒီချိန်မေးပေးရတဲ့အချိန်မှာညီမရဲ့အခွင့်အရေးကိုလက်လွတ်ဆုံးချုပ်မခံဘူးပေါ့နော်အဲဒီအချိန်မှာညီမယုံကြည်ရတဲ့ပါတီကိုမေးပေးခဲ့တယ်ပေါ့နော်မေးပေးခဲ့တဲ့အချိန်မှာဒီဒီမေးပေးတဲ့အချိန်မှာလည်းဒီလမ်းပေါ်မှာလည်းပြည်သူလူလူတွေပေါ့နော်ဒီဒီညီမပေးတဲ့ဒီဒီပါတီကပေါ့နော်ဒီပြောချင်နေရတွေ့တယ်ဒီနိုင်မယ်ဆိုတာကြီးကိုလည်းသိရပေါ့နော်သိတဲ့အချိန်မှာညီမကလည်းအတိုင်းမသိဟိုဝမ်းသာရပေါ့နော်အဲဒီအချိန်မှာညီမလည်းနိုင်မယ်ဆိုတာကြီးကိုရှင်နေမှာသိနေတယ်ပေါ့နော်သိနေတဲ့အချိန်မှာနောက်နေ့ကျတော့ဟိုဒီ အဲ့အဖြေအဖြေကိုထွက်တဲ့အချိန်မှာကျတော့မဲလိမ့်နေဆိုတော့စစ်တပ်ကဒီအာနာသိန်းရောပေါ့နော်ဒီအာနာထိန်းတယ်လို့ပြောပြီးတော့တကယ်တော့အာနာသိန်းသွားတာပေါ့အာနာသိန်းသွားတဲ့အချိန်မှာကျညီမရင်းထဲမှာကျတော့အဲ့အချိန်မှာခံစားချက်တစ်ခုရှိသွားပေါ့နော်ညီမဒီတခါလေးမဲပေးခဲ့တဲ့အချိန်မှာပေါ့နော်ဒီညီမရဲ့ဒီဟေးပေးတဲ့မဲကဟိုအရာမထင်ခဲ့ဘူးပေါ့နော်ဒီတန်ဖိုးတန်ဖိုးမရှိဘူး သွားတယ်လို့ခံစားခဲ့ရတယ်ပေါ့နော်အဲ့အချိန်မှာအဲ့အချိန်မှာညီမအမျိုးသားနဲ့ညီမနဲ့တိုင်ပင်နဲ့ညီမအမျိုးသားကလည်းပြောရပေါ့နော်ဒီစစ်တကတော့အာနာသိမ့်ပြီးသွားရင်ငါတို့လည်းအဲဒီလိုအချိန်မျိုးမှာဆိုအဆင်မပြေဘူးပေါ့ဟုတ်တယ်တို့အဆင်မပြေဘူးမပြေဘူးဆိုတဲ့အချိန်မှာဒီ ညီမအမျိုးသားလက်ဆန္ဒတွေပြခဲ့တယ်ညီမလက်ဆန္ဒတွေပြခဲ့တယ်ပေါ့နော်ဒီတက်ထဲမှာနေခဲ့တဲ့အတွင်းမှာပေါ့နော်ဟိုဆန္ဒပြခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာလည်းညီမအမျိုးသားလည်းလည်းဟိုအချုပ်သုံးလာကြတယ်အချုပ်သုံးလာကြပြီးရဲ့အဲနောက်ပိုင်းမှာလင်မယားနဲ့ဟိုဒီမှာနေတဲ့ဟောနော်နေတဲ့ဆိုပါညီမတို့ဒီအေးဒီဒီမိုကရေစီတော်လိုင်းမှာညီမတို့လူမြင်နေပြန်ပြီးပါဝင်ခဲ့တယ်ပေါ့ဒီ2020တုန်းကပေါ့နော်ဒီရွေးပေါ်ရွေးကောက်ပွဲဒီ ဒီမဆာခင်ပေါ့ဒီမဲတွေထဲရတော့မယ်ဆိုတော့ဒီညီမတို့ကတက်ထဲမှာဆိုတော့ဒီဟေတိုင်းမူကခေါ်ပြီးတော့ပေါ့နော်ဒီအစည်းအဝေးလုပ်တယ်ဒီသူတို့မဲထဲရမယ်ပေါ့သူတို့သူတို့မဲထဲတဲ့အချိန်မှာစီးယုံတာပေါ့နော်ဒီစံစစ်စားဆိုလဲဟိုပြပြဝါစားရမယ်ပေါ့ဟိုရိတ်ခါတွေဆိုလဲမသိရင်သူတို့ပေးတဲ့ပုံစံမျိုးနဲ့ပေါ့ရမယ်ပေါ့ပြီးရင်လဲဒီမျိုးသားတွေပေါ့ဒီခြေတန်းသွားမယ်ဆိုရင်ပေါ့ကြီးကားစားလက်တစ်နှစ်ကစားကောင်းကောင်းခိုင်းရမယ်ပေါ့ပြောမစအဲ့ဒီအချိန်မှာအဲညီမတို့တွေကအတင်းပေါ့နော် ပြောရမှာဆိုသူတို့ကဒီကြံခံရေး ပါတီအော်နာသူတို့မဲထည့်ရမယ်ဆိုပြီးအတင်းပေါ့နော်ဟိုညီမတို့ဟိုဖိအားပေးခဲ့တယ်ပဲပြောရမှာပေါ့နော်တက်ထဲမှာဆိုဖိအားပေးခဲ့တယ်အဲဒီသူတို့ပဲမဖြစ်မနေထည့်ရမယ်ဆိုတဲ့ပုံစံမျိုးမထည့်မထည့်တတ်တဲ့လူလေးလဲပါညီမတို့ဆိုတာဘာမှမမထည့်ပေးမထည့်ဘူးမထည့်ဘူးပေါ့နော်အဲ့အချိန်မှာကျတော့သူတို့မထည့်တတ်မှာဆိုလို့ဒီတို့ဒီအကွက်လေးတွေပါနှိပ်ပုံနှိမ့်နေရစားသူတို့မှားမှာဆိုလို့တားပေါ့နော်ဟိုသူတို့ဟိုပဲထည့်စေချင်တော့မှားမှာဆိုလို့ဒီမဲအစမ်းထည့်ပုံထည့်နေရစားသူတို့ကသင်ပေးတာပေါ့နော် အရှင်မအားလားလေးတော့ဟိုကြုံခဲ့ရတာပေါ့ညီမတွေ့ခဲ့တဲ့အဲဒီတက်တွင်းနဲ့မှဆိုရင်တော့ဒီညီမအမြင်ပြောမှဆိုဒီဒီကြန့်ခိုင်ကိုသူတို့ကြန့်ခိုင်ကိုပြိမဲ့သူကနည်းတယ် NLD ကိုဒီပြိမဲ့သူကများတယ် ဘာလို့လဲဆိုတော့တို့ဒီ NLD ဒီ9နှစ်တာအုပ်ချုပ်သွားတဲ့ဟိုကာလမှာပေါ့နော်ဒီအေနိုင်ငံတော်တွေနဲ့ဒီတမန်နိုင်ငံတွေနဲ့ဒန်းလို့ဖြစ်အောင်ပေါ့နော်ဒီဖုန်းကစအကုန်လုံးပေါ့နော်ဒီအင်တာနက်တွေကစအဆက်ဆက်ရအဆင်ပြေအောင်လုပ်တယ်ပြီးတော့ဆန်စီစာဝင်ရုပ်ချက်သွင်းဆိုရင်လည်းဒီဈေးတွေတိုင်းမကြီးဘူးပေါ့နော်ဟိုတတတတတဲ့ရောက်ဈေးနှုန်းနေနေပေါ့နော်အဆက်ဆက်ရအဆင်ပြေခဲ့ရပေါ့နော်ဒီလမ်းမဆက်သွေးရစအကုန်အဆင်ပြေခဲ့တာဆိုတော့အကုန်လုံးကလည်းအဲဒီ NDO ပဲမဲပေးမယ် လိုပဲကြားခဲ့တာပေါ့နော်အဲ့တော့ကြန့်ခိုင်ရို့ဒီလောက်ကြီးလဲဟိုမဲသူတို့ကသူတို့ဒီအစည်းအဝေးခေါ်နေတဲ့အချိန်မှာဒါသူတို့ပြောသမျှကိုဒီခေါင်းငင်းရတာပေါ့နော်ဒါမဲ့သူတို့ရဲ့စကားတွေအကလုံးဟိုဒီအမျိုးသမီးတွေပေါ့နော်အဲ့ဒီအချိန်မှာလဲတန်တွင်းနေအမျိုးသမီးတွေစကားတွေစုပြီးတော့ပြောတဲ့အချိန်ကျတော့သူတို့ကလည်းပေးချင်နေမယ့်ရသူတို့က NLD ပဲပေးချင်တာပေါ့နော်အဲ့ဒါတွေတွေးခဲ့ရတယ်တချို့ကြလည်းကြန့်ခိုင်ရို့ပေးချင်တာလည်းရှိရပေါ့နော်သူတို့ကအဲ့လိုမျိုးတွေးခဲ့ရတာပေါ့နော်ဒါမဲ့အများဆုံးကတော့ NLD ကိုမဲပေးချင်တယ်လို့မြင်ရခဲ့တယ် ညီမရဲ့ဒီ2020ဒီ2025ဒီစစ်ကောင်စီပေါ့နော်သူတို့ရဲ့ဒီရွေးကောက်ပွဲဘလို့မြင်လဲဆိုရင်ဒါအကျန်းဖက်ပေါ့နော်အကျန်းဖက်အကျန်းဖက်အာနာဒီကူအာနာအာနာတိုင်းပြီးသွားရေးအာနာတိုင်းပြီးသွားလဲကိုအကျန်းဖက်ပြီးပြီးတော့သူတို့ဒီဟိုဒီအာနာနဲ့ပဲပြောရမှာပေါ့ပြန်ပြီးတော့ဒီပြည်သူတွေကိုမဲဆွဲတယ်ပေါ့နော်မဲဆွဲတယ်အဲဒီမှာလဲဟိုပြည်သူတွေကပြည်သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဟိုပါပေါ့ အကျန်းဖက်ဒီဟိုညီမမဲပေးခဲ့မယ်ဆိုရင်ပေါ့နော်ဒီပြည်သူလူထုတွေကိုလည်းပြောချင်တာပေါ့နော်ညီမသာပြည်သူလူတယောက်နဲ့ဒီဒီကြန့်ခိုင်ကိုဒီမဲပေးခဲ့မယ်ဆိုရင်ဟိုဟာလူသက်လူသက်လူသက်သမားအပိသူလိုဖြစ်သွားမှာပေါ့နော်အားကြောင့်ဒီအကျန်းဖက်ဒီဆရာနာရှင်ဒီယူကပေါ့ညီမကတော့ခြုံချရတယ်ကန့်ကွက်တယ်အဲလို့ပြောချင်ပါတယ်ညီမလိုချင်တဲ့ဒီအစိုးရပေါ့နော်ဒီညီမတို့တိုင်းရင်းသား တိုင်းရင်းသားပေါင်းစုံပေါ့နော်လူမျိုးပေါင်းစုံဒန်းဒီဒန်းလူအခွင့်အရေးရှိတဲ့ဒီနိုင်ငံတော်တစ်ခုပဲလိုချင်တာပေါ့နော်အဲ့လိုဒန်းလူအခွင့်အရေးရှိမယ်အစိုးရတစ်ခုပဲလိုချင်တာပါဟုတ်အေးဒီဒီဆက်ကဆာပေါ့နော်ဒီထောင်ချောက်ထောင်ချောက်စင်တာပေါ့နော် ပြောရမလို့သူကနိုင်ငံကိုနိုင်ငံတကာကိုသူတို့ကဒီမဲလုတ်တယ်မဲဟိုဟာပေါ့ဒီဒီညီမပြောချင်တာပေါ့နော်ဒီဒီနိုင်ငံတကာကိုသူတို့ကတင်ပြချင်တဲ့ဒီရွေးကောက်ပွဲပဲဖြစ်တယ်တကယ်ကတော့အစ်မက်ရွေးကောက်ပွဲမဟုတ်ဘူးပေါ့နော် အစစ်မှန်ရွေးကောက်ပွဲမဟုတ်ဘူးညီမတို့တကယ်ပေးတင်ပေးထိုက်တဲ့ဒီကဲနိုင်ငံကိုကောင်းအောင် လုပ်မဲ့ဒီလူကြီးတွေကိုကြားတော့ဗောနော်ဒီထောင်ထဲမှာထည့်ထားတယ်ဗောထည့်ထားတယ်အခုဒီစစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲကဒီအထူးရောင်ရွေးကောက်ပွဲဗောနော်ဒီလူလူသက်တမောအားမပေးဖို့ညီမပြည်သူတွေကိုတိုက်ဟိုပြောချင်တယ်ဗောနော်ညီမတို့ပေးလိုက်တဲ့မဲတပြားကြောင့်ဟိုအသက်တွေဆုံးရှုံးသွားမှာမလို့မလို့လားဘောနော်အားလေးကိုပြောချင်ပါတယ်ပြည်သူတွေ